ஆளுமை மிங்களாவா ကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲ့ဒါကျွန်တော်ဒီနေ့မှာဒါကျွန်တော်စိတ်ဝင်စားစရာအကြောင်းလေးဒါကျွန်တော် Manchester United အပြောင်းရွှေ့ကြောင်းလေးကိုဒီနေ့မှာတခါတည်းဒါကျွန်တော် update တွေကိုတနေရာထဲမှာထုတ်ဝေနိုင်ပြောသွားမှာဖြစ်ပါတယ်။ဘောနော်အဲ့ဒါထုတ်ဝေနိုင်ဒါကျွန်တော်တို့တနေရာထဲမှာ Manchester United အယောင်းဒီအဝေးဒီဘာဒီဖြစ်မလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော် detail လေးဒီ detail လေးကျွန်တော်ပြောလိုက်ရမယ်ဒီမှာပါတော့လက်ရှိမှာဒါကျွန်တော် Manchester United အသင်းရဲ့ Brian Ambon Boone နဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ update တီးရပြီလို့ပြော ုပ်လို့ရတယ်ဒီမှာပါပါတယ်အဲ့ဒီ update ကဘာများဖြစ်မလဲအဲ့တော့ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာ Brian Mbappe ကိုဘယ်နေ့နောက်ဆုံးထားပြီးခေါ်မယ်ဆိုတာကိုလက်ရှိမှာ Mbappe ကနေတရားဝင်3ရဲ့ဒါကျွန်တော်တို့ အဲအဲ့ပေါ့သူတို့ကဟိုပေထရမှာကြီးနာရတဲ့မယ်နံပါတ်လက်ရှိမှာသူတို့ရဲ့ဥစားကိုယူပြီးတော့ Twitter မှာပြန်ရေးထားတဲ့အတွက်ကြောင့်ဒါတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့အဲ့တော့မပတိယပြောပွပုံရဆိုတော့ Manchester United အသင်းကလက်ရှိမှာဒါ Brentford အသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ဒါ M1 ဘူကိုအသင်းမှာဆက်ထားဘူးအသင်းမှာဒါခေါ်ယူဖို့အတွက်စူးစမ်းနေရတဲ့ဆုံးနေနေနဲ့တတ်မှတ်လိုက်ပြီဖြစ်တယ်သူတို့ကဒီနေ့နောက်ဆုံးမှမရဘူးဆိုရင်တော့ Brian M1 ဘူကိုဒါကျွန်တော်တို့ခေါ်ယူမှုကိုရပ်တန့်လိုက်တော့မှာဖြစ်တယ်လို့သိရတယ်ဒီမှာပါပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် Manchester United ဘက်က July လ9ရက်နေ့မှာဒါကျွန်တော် Brian M1 ဘူရဲ့အပြောင်း င်းရွှေကိုနောက်ဆုံးရတက်မှတ်ထားခဲ့ပြီးတော့လက်ရှိအနေထားရသူတို့အနေနဲ့ဒီနောက်ပိုင်းဆိုရင်တော့သူတို့အနေနဲ့ဆက်လက်ပြီးတော့ခေါ်ယူသွားတော့မှာမဟုတ်ဘူးလို့သိရတဲ့ထဲမှာပါပါတယ်အဲ့တော့ဆက်ပြီးပြောအောင်အဲ့တော့လက်ရှိမှာ Manchester United အသင်းနဲ့ဒါနဲ့ဆက်ဆက်ပြီး United နဲ့ပတ်သက်တဲ့ sources ကနေဒီနေ့မှာတော့တတိယမြောက်ကမ်းလှမ်းမှုဒါကျွန်တော် ပစံပူပေးပြီးကန်လဲတာလည်းဆိုင်ကျွန်တော်ဒါမနေ့ကပြောခဲ့သလိုပဲဒါအဲပြောင်းလဲနေတဲ့ဒါကျွန်တော်တို့ tier structure ဘောလက်ရှိမှာ down payment များများဒါကျွန်တော်တို့လက်ရှိမှာ united သင်းတဲ့ bonus နဲ့နဲ့ဒါ fees များများပုံစံမျိုးကို united ဘက်ကနေပြီးတော့တတိယမြောက်ကန်လှမ်းမှုအနေနဲ့ကန်လှမ်းသွားဖို့ရှိရဆွေးတရင်ထွက်လာခဲ့အဲ့တော့လက်ရှိမှာဒါဖတ်မိရတော့ပြောရမယ်ဆိုတော့ united သင်းကဒါ 2.5လောက်ထပ်ပြီးတိုးပြီးပေးဖို့စီစဉ်ရှိရဆိုတော့ Collar Highlight ထွက်နေပြောချင်တာဒါ United ဘက်ကလက်ရှိမှာပေးထားတာ62.5တန်းပတ်ချလေဝင်ကြ bonus ပါဝင်ပေးထားတာဖြစ်ပြီးတော့သူတို့ညနေကကျွန်တော်နောက်ထပ်3.5တန်းထည့်ပြီးတော့65တန်းပုံစံမျိုးပေးဖို့တက်တာကျွန်တော်စဉ်းစားသွားမယ်လို့သိရတယ်မှာပါတယ် Collar Highlight ရဒီအပြောင်းရွှေ့မှာ Manchester United ဘက်ကနေပြီးတော့ ်ပေါင်တန်း60 plus 5တန်း65တန်းဒါပုံစံမျိုးကိုဒါပေးသွားမှာရှိပြီးတော့ပထမအဆုံးအရေးကြကွယ်25တန်းပေးသွားမှာဖြစ်ပြီးကျန်တဲ့35တန်းကိုတော့ဒါကျွန်တော်လက်ရှိမှာဒါ2ရက်ဒါမှမဟုတ်3ရက်အရေးကြခွဲပြီးပေးသွားဘူးလို့ United ဘက်ကနေပြင်ဆင်လာပြီးပြောချင်တာ Brian Abbott ရဲ့အပြောင်းအရွှေ့အတွက်အခုလက်ရှိမှာဒါ ဘရန်ဖို့ဘက်ကလူကျင်တဲ့ပုံစံမျိုးကို United ဘက်ကဒါတော်တော်လေးကိုလိုက်ရောပြီးထားတဲ့သုံးမှရှိရ။မနေ့ကတော်တော်လေးကိုစိတ်ဝင်စားဖို့ခေါင်းတာ Premier League ဘက်ကလည်းရှိမှာ Brentford ရဲ့ဒါကျွန်တော်တို့ Director တွေကတက်ရောက်ကသူတို့အနေနဲ့ဒါဒီနှစ်မှာ Brian Antwerp ကိုအသင်းမှာဆက်ရှိသွားနိုင်တယ်ဆိုတဲ့အရေးမှုပုံစံမျိုးကိုပြောကြားလာခဲ့တယ်။ဒီနေ့မှာအသင်းဘက်ကနေပြီးကစားသမားကိုချိန်နဲ့တက်တယ်ဆိုရင်တနှစ်တိုးပိုင်ခွင့်ရှိရတဲ့ကြောင့်သူတို့အနေနဲ့ဒီလိုမျိုးစကားမျိုးကိုပြောနိုင်တယ်လို့ပြောလို့ရတဲ့အချိန်တကူရောက်ရှိလာခဲ့တယ်။အဲ့တော့ပြောချင်တာကလည်းရှိမှာဒါ United အသင်းအနေနဲ့ဒါကျွန်တော်ဘလောက်ထိဒီကစားသမားကိုအချိန်ပေးမလဲဆိုတော့အချိန်ကဒါဇူလိုင်လ9ရက်နေ့အချိန်ပေးမယ်။ဒီနေ့ညမှာဖြစ် နိုင်မှုတတိယမြောက်ကန်လန်မှုဒီယောကိုတန်းကျွန်တော်နည်းနည်းလေး switch လုပ်ထားတဲ့ကန်လန်မှုအနေနဲ့ United ဘက်ကထပ်ပြီးတော့ကန်လန်မှုရှိတယ်။ဒါပေမဲ့ United ဘက်ကလက်ရှိမှာ Brian Amwell မှု အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်မရှိတော့ဘူးအခုလက်ရှိမှာနှစ်ရက်နေတယ်ရောက်လာပြီဖြစ်ပြီး United ဘက်ကတရားဝင်ခေါ်ယူထားတဲ့ကစားသမားကတယောက်ပဲရှိတဲ့အနေထားမှာတော့ပရိသတ်တော်တော်များလက်ရှိမှာရာသီချိုချင်းစမ်းပွဲစဉ်ဒီမတိုင်ခင်မှာကစားသမားအသင်းတက်ကိုရတာဒါပေမဲ့အမှန်တမ်းပြောဒီနေရာမှာဒါကျွန်တော်ရဲ့ input ကိုကျွန်တော်ပြောချင်တာက Brian Amoumou အနေနဲ့အခုလက်ရှိမှာ Ruben Amoury ရဲ့ squad ထဲကိုဝင်ရောက်ကစားမှာမယ် Brian Amoumou အနေနဲ့အခုလက်ရှိမှာ Premier League ကကစားသမားတယောက်ဖြစ်တဲ့ကြောင့်တိတ်ပြီးတော့ဒါကျွန်တော်ခက်ခက်ခဲခဲဒါကျွန်တော်တို့ဟိုက အဲရုံးကန်အမယ်တော့ကျွန်တော်သိတော့မလို့အဲ့တော့ Brian Amomo နဲ့အခုလက်ရှိမှာဒါကျွန်တော်ဒီအပြောင်းရွှေ့ကို United ဘက်က9ရက်နေ့တတ်မှတ်ထားတဲ့အတွက်ကြောင့်လို့ဒီ9ရက်နေ့မတိုင်ခင်ဒီအပြောင်းရွှေ့ဖြစ်သွားနိုင်မှာကစားသမားဘက်ကလုံးဝရှင်းတယ် United ဘက်နဲ့ဒါကျွန်တော်9နှစ် plus 2နှစ်ဒါတပတ်လောက်ခလာစားတော့သိန်းခွဲအကုန်လုံးကတော့ ready ဖြစ်နေပြီသားဖြစ်ဒါပေမဲ့လက်ရှိမှာအသင်းနဲ့တင်းကြားတဲ့ကတော့အခုချိန်လေးဒါကျွန်တော် break through မဖြစ်သေးဘဲနဲ့ United ဘက်ကတတ်နိုင်သမျှဒါ Brentford ရဲ့လူချင်းတဲ့ဥစားမျိုးကိုလိုက်ရောပြီးသွားဖို့အတွက်ပြင်ဆင်သွားနေပြီးတော့ Brentford ကဒါ United ကဒါကန်လန်းလီကန်လန်းလီသူတို့ဘက်ကဒါကျွန်တော်တက်လီတက်လီဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်လို့ပြောလို့ရမယ်ဒီမှာပါအဲ့တော့လက်ရှိမှာဒါ Brian Amboy အပြောင်းရွှေ့ကဒီနားမှာခဏလောက်နားကျင်နေအဲတော်တော်လေးကိုဒါကျွန်တော်လက်ရှိနောက်ဆုံးသတင်းတွေရတက်လာခဲ့တာပြင်သစ်ဘက်ကနေပြီးတော့ဒါကျွန်တော်ဖူဒီမာကိုဘက်ကနေတက်လာခဲ့တဲ့သတင်းကတော့ဘာလဲဆိုတော့လက်ရှိမှာဒါ Manchester United အသင်းတွေနဲ့ကွင်းလယ်ပိုင်းဝယ်ယူမှုအတွက်လက်ရှိမှာဒါကျွန်တော်အလွတ်လွတ်လာနိုင်တဲ့ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့ပြီဆိုပြီးတော့ရေးသားထားခဲ့တော့တွေ့ရမယ် United အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော် PSG ကွင်းလယ်ကစားသမားဖြစ်တဲ့ Fabian Ruiz ကိုဒါခေါ်ယူဖို့အတွက်စဉ်းစားနေတယ်ဖြစ်ပြီးတော့လက်ရှိမှာဒါကျွန်တော် Manchester United အသင်းနဲ့ဒီကစားသမားကိုဒါဈေးချိုချိုတသာနဲ့ရနိုင်မယ်လို့သူတို့အနေနဲ့ဒါကျွန်တော် expect impact လုပ်ခဲ့တယ်မှာပါတယ်။မနစ်ကတော့ကျွန်တော် Fabian Ruiz အနေနဲ့ဒါကျွန်တော်သိကြတဲ့အတိုင်းပဲဒါသူ့အနေနဲ့ အာ PSG အသင်းနဲ့အတူဒါကျွန်တော်တို့တကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းပြပြီးတကယ်ကိုဒါကျွန်တော်တို့ blue app နေတဲ့ champion league super league ကိုလည်းဒါကွင်းလယ်ပိုင်းရဲ့ blue app ချက်မှာကောင်းကောင်းကြီးလို့ပဲအခုလက်ရှိဒါကျွန်တော်တို့အဲ club world cup မှာလည်းဒါကျွန်တော်တို့လေးဘွဲကန်ထားခဲ့ပြီလေပေါ့အဲလေးဘွဲကန်ထားခဲ့ပြီးဒါကျွန်တော်တို့ဘိုးသွင်းတကူဖန်ကြီးလာခဲ့85မိနစ်ဒါကျွန်တော်တို့85ရာခိုင်နှုန်းဒါ starting 11မှာပေါ့အဲ့တော့ပြောချင်တာ ruiz ကအခုချိန်ထိတော့ဒါကျွန်တော်တို့ luis enrique ရဲ့အနာဂတ် season မှာပါနေတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အသက်အရွယ်အဖြစ်တော့လက်ရှိမှာ29နှစ်ဖြစ်ပြီးဖြစ်ပြီးတော့လက်ရှိမှာ transfer market အနေနဲ့ဒီကစားသမားကိုဒါကျွန်တော်တို့ euro တန်း40ဇီးသတ်မှတ်ထားတာကိုသူသတ်မှတ်ထားတာတွေ့ရမယ်ဒါပေမဲ့ဒီကစားသမားတွေလက်ရှိမှာစာချုပ်သက်တမ်းကုန်မှုနှစ်နှစ်ပဲလူတော့တဲ့အချိန်မှာ United ကဒီကစားသမားကိုစိတ်ဝင်စားနေလို့သိရတယ်မပါတယ် United ဘက်ကဒီကစားသမားကိုလက်ရှိမှာတရားဝင်ချိတ်ဆက်ထားတာမျိုးမဟုတ်ဘဲလက်ရှိမှာလူအကွင်းလေပိုင်းလူအပ်ချက်အနေနဲ့ဒါကျွန်တော် ခေါ်ယူမယ်ဆိုရင်တော့ဒါ Fabian Ruiz နဲ့ခေါ်ယူနိုင်တဲ့ကစားသမားတွေတယောက်ဖြစ်လာမယ်လို့သိရတယ်မှာပါတယ် United နဲ့လက်ရှိမှာဒါကျွန်တော်တို့တို့အနေနဲ့ဒါအဲ Germany ကစားသမားလေးဖြစ်တယ်ဒါကျွန်တော်တို့လက်ရှိ Borussia Dortmund ရဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ Namcha ကိုစိတ်ဝင်စားခဲ့ပေမဲ့ဒါ Borussia Dortmund ရဲ့တောင်းမဲ့ဈေးကိုကြောက်လွန်းတဲ့အတွက်ကြောင့်တို့ဘက်ကတရားဝင်ဆက်သွယ်မှုမျိုးမလုပ်ရသေးပေနဲ့ကစားသမားကိုယ်တိုင်ကလည်းလက်ရှိမှာ Borussia Dortmund မှာပဲပျော်ရွှင်နေတဲ့ကြောင့်ဒါဒီအပြောင်းအရွှေ့ကဖြစ်လာဖို့နေတယ်အဲ့တော့ဒီကွင်းလက်ပိုင်းမှာတေချာပြန်ကြည့်မယ် United အတွက်ဒီနှစ်ຫນွေရာသီတို့အဖြစ်နိုင်ဆုံးက Buffett NDD ရာခိုင်တို့များသွားပြီး NDD နေတဲ့ခုလက်ရှိမှာဒါနောက် ုံးသတင်းတွေအရဆိုရင်တော့ဒါကျွန်တော်သူ့ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကပေါင်9တန်းကအသက်ဝင်နေတဲ့အတွက်ကြောင့်မို့ United အသင်းနဲ့ဒီအပြောင်းအရွှေ့ကိုတရားဝင်ဒါကျွန်တော်တို့ပါဝင်ပတ်သက်သွားမှလာကတော့တော်တော်လေးကဒါစိတ်ဝင်စားဖို့ကောင်းနေတာမှရှိရတယ်။ဒါပေမဲ့ NDD ကလက်ရှိမှာဒါခေါ်ယူခြင်းနဲ့ကလပ်တွေနဲ့တော်တော်လေးကိုများနေတယ်။အပြောင်းအရွှေ့ဈေးရတယ်ဒါမဆိုးတဲ့အတွက်ကြောင့်မို့ဒီအသင်းကိုတော့ဒီကစားသမားကိုတော့ကျွန်တော်အသင်းတော်တော်များများကတော်တော်လေးကိုစိတ်ဝင်စားနေတဲ့အနေထားမှရှိတယ်လို့ပဲပြောလို့ရမယ်ဒီမှာပါပါတယ်။အဲ့တော့အယောင်းမှာလက်ရှိမှာထူတာကတော့ market ratio ရဲ့အပြောင်းအရွှေ့ပဲ။ ratio ကိုလက်ရှိမှာဒါကျွန်တော် Bayern Munich အသင်းကတော်တော်လေးကိုစိတ်ဝင်စားလာပြီး တကယ်ကိုခေါ်ယူမဲ့အနေထားကိုရောက်ရှိလာပြီဆိုပြီးတော့ဒါကျွန်တော်တို့ ဟာတတင်းတွေရသိရဘာကြောင့်လဲလက်ရှိမှာပုံပုံလောလောပြောရမယ်ဆိုရင်တော့လူးဝစ်ဇီယက်ရဲ့ကမ်းလမ်းမှုကိုဒါကျွန်တော်တို့ဒါလီဗာပူးကပယ်ချခဲ့ပြီးတဲ့နောက်ပိုင်းမှာဘိုင်ယန်မြူးနစ်အသင်းနဲ့သူတို့ရဲ့ဒါကျွန်တော် left wing အတိတ်ပေါ့ left wing ကကစားသမားညင်းပယ်ခံရခြင်းအနှစ်တစ်နှစ်လို့ပြောရတဲ့မှာ market ratio ကိုပဲဒါအဓိကလိုက်သွားနိုင်နေဆိုတဲ့ကောလာဟာလာတွေထွက်နေတဲ့မှာပါတယ် United ကလက်ရှိမှာဒါ market ratio ကိုဒါကျွန်တော်တို့ရောင်းမယ်ဆိုတာထက်သူတို့အနေနဲ့ဖြစ်နိုင်မယ်ဆိုရင်တော့ Alejandro Garnacho ကိုဒါကျွန်တော်တို့ဘိုင်ယန်မြူးနစ်ဘက်ကိုရောင်းဖို့တော့သူတို့အနေနဲ့စဉ်းစားနေတယ်ဒါပေမဲ့ပြဿနာဘိုင်ယန်မြူးနစ်ကိုယ်တိုင်ကလက်ရှိမှာ Harry Kane နဲ့လည်းဒါကျွန်တော်တို့ အဲပြောနေတာသူတို့အနေနဲ့လူငယ်ကိုဝယ်တာတဲ့ဆိုင်အသင်းမှာတကယ်တခါတည်း ထည့်လိုက်တာနဲ့ဆော့လို့ရမယ်ပတ်စံပေါ်ကစားသမားမျိုးလူချင်းတယ်ပြောချင်တာလီရိုက်စာရီထွက်သွားပြီးတော့မသူတို့နေနဲ့ experience ကစားသမားမျိုးလူတယ်အလာဟာဒူကနာချူသူတို့နေတဲ့သဘောကျတယ်ဆိုပေမဲ့တကယ်တမ်းဈေးကြီးပေးပြီးတော့အသင်းမှာအဆင်ပြေပါမလားဆိုတဲ့ doubt နဲ့သူတို့နေမလို့ချင်းဘူးအခုလက်ရှိမှာ Bayern Munich ကလည်း Rashford မှာ Rashford ဖြစ်နေတယ်ဆိုတဲ့အကြောင်းအရာကလည်းအပြေကရှင်းနေတာ Aston Villa နဲ့ပွဲစဉ်မှာပြတ်သားသွားခဲ့တဲ့ခြေစွမ်းကသူတို့ရဲ့ဒါကျွန်တော်တို့လုံးဝကိုယင်ထဲကိုထိသွားစေတယ်ဆိုတဲ့ပုံစံမျိုးကိုဒါတွေ့ရမယ်တဲ့မှာပါအဲ့တော့ Rashford ကိုတော့လက်ရှိမှာဒါစိတ်ဝင်စားတဲ့လောက်ကိုပြောရမယ်ဆိုရင်သူတို့အနေနဲ့ဒါတရားဝင်ခေါ်ယူဖို့တော့ချိန်ဆက်လာနိုင်တယ်ဒါပေမဲ့ Rashford အနေနဲ့ တခုလည်းရှိနောက်ဆုံးသိရတော့ဘာစနာမဟုတ်တော့ကြောင့်သူအနေနဲ့လောက်ခလာစားကိုတော့ဒါ3သိန်းကို3သိန်းနဲ့3သိန်းခွဲကြာကိုပဲသူအနေနဲ့ထားသွားတယ်အဲ့တော့သူအနေနဲ့ဒါဘိုင်မြူနစ်ခေါ်မယ်ဆိုတော့သူ့ကိုခေါ်နိုင်တော့လာခေါ်ခဲ့အဲ့လိုပုံစံမျိုးသူသွားဖို့ရှိတယ်ပေါ့နော်အဲ့တော့နောက်ဆုံးသတင်းတခုအနေနဲ့ပြောမယ်ဆိုတော့မြန်မာပြည်ဦးကောင်ချန်ချူကိစ္စပဲအဲ့ဂျီရီဆန်ချူရဲ့အပြောင်းရွှေ့တွေဒါကျွန်တော်နောက်ဆုံးသိရတဲ့ update အရဆိုရင်တော့ Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့ Juventus နဲ့ဆက်လက်ပြီးဆက်ပြီးဆွေးနွေးနေတာဖြစ်တယ် Juventus နဲ့ left wing လက်ရှိမှာ left wing ကစားသမားအလိုရှိတာကိုသူတို့နေသူတို့ရဲ့ကစားသမားဒီနေအလဲလေလှုပ်ချင်တာကြောင့်မို့သူတို့နေဒီကစားသမားတွေကိုခေါ်ယူဖို့အတွက်ပြင်ဆင်လာခဲ့တယ်လို့သိရတယ်မှာပါအဲ့တော့လက်ရှိမှာ Sancho ကိုဒါကျွန်တော် Juventus ကစိတ်ဝင်စားမယ်သူ့ရဲ့ look color ဆာမြင်မှမှုကအဟန်တာကြီးမှဆိုတာဖြစ်နေတယ်ပြီးတော့လက်ရှိမှာဒါ Sancho ရဲ့အပြောင်းအရွှေ့အတွက်သိရတဲ့လောက်က Dusan Vlahovic ဒါကျွန်တော်တို့ Douglas Lewis ဒီကစားသမားတွေရဲ့ဒါကျွန်တော်တို့အဲ တတိယဒေသအနေနဲ့ဂျီဒီဆန်ချွတ်အပြောင်းအလဲတတိယဒေသအနေနဲ့တို့အနေနဲ့ထည့်ပေးခြင်းနဲ့ပြောချင်တာဒေါက်ကဆူးဝစ်ကိုတို့လူမရှိတော့ဘူးဗလာဟိုဗစ်ကိုလည်းတို့လူမရှိတော့ဘာကြောင့်လဲဆိုတော့ပူပူလို့ပြောယူဗန်တက်စ်ကလက်ရှိမှာလာဂျော်နာသန်ဒေးဗစ်ကိုတရားဝင်ခေါ်ယူခဲ့ပြီးတဲ့နောက်ပိုင်းမှာတို့အနေနဲ့ဒူဆန်ဗလာဟိုဗစ်ကိုအသင်းကနေပြီးတော့ထွက်ခွာခွင့်ပေးတော့မှာဖြစ်တယ်လို့သိရတယ်ဒီမှာပါတယ်အဲ့တော့ဒါပြောချင်တာဆန်ချွတ်ရဲ့အပြောင်းအလဲမှာဒါကျွန်တော်ဈေးနေသွားအောင်ဒေါက်ကလဆူးဝစ်ကိုထည့်ပေးဖို့အတွက်ပြင်ဆင်နေတယ်ယူနိုက်တက်ဘက်ကလက်ရှိမှာကွင်းလေပိုင်းလိုအပ်ချက်ကဒေါက်ကလဆူးဝစ် ရောက်လာခြင်းကအပြည့်တစ်ခုများဖြစ်လာမလားဆိုတာကိုတော့အကုန်လုံးကတော့စိတ်ဝင်စားစောင့်ကြည့်နေတဲ့တဲမှာပါပါတယ်။အမည်သို့ပင်ဆိုစီကမ United ရဲ့အပြောင်းရွှေ့ကလက်ရှိမှာတော်တော်လေးကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့အပြောင်းရွှေ့လီလို့ပြောလို့ရတဲ့တဲမှာပါပါတယ်။ဒါတော့ဘာပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစားပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်မှဆိုကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြိုးတူပါရဲ့။ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးကြိုးတူပါရဲ့။မြန်မာလေးကလစ်ပေးကြအောင်ဗျာ။မြန်မာ ကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်ကျွန်တော်တော့ကွန်ပြူပါအောင်ဒေးဗော်ဗျာ